တော်တော်ရှင်တွေအားလုံးတာလေးစွာပါ Development Media Group DMG ရဲ့2025ခုနှစ်ဧပြီလ2ရက်နေ့အတွင်းသတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ် ဒီကနေ့မှာတော့ညီနောင်သုံးဘွေတလားတာတဖက်သက်အပြည့်ရတဲ့တဲ့င်းမောင်တော်မှာအာစာကတက်ဖြတ်ဆုံးပြည့်ခဲ့တဲ့ဒေသခံအမျိုးသားရုံအလောင်းလေလောင်းရှာတွေ့တဲ့အကြောင်းငလင်းသိမ့်ပြည်သူတွေအတွက်အကူအညီလာပေးတဲ့တရော့ကျန်းချီနေရင်တန်းကိုစီကိုစစ်ကောင်စီပြစ်ခတ်တဲ့တဲ့င်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာတဲ့င်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအစီအစဉ်ကိုကျမဆောင်းစာချီနဲ့အတူအောင်မင်းမြမြနှုတို့နဲ့အတူပူပေါင်းတင်ဆက်ပေးသွားမှာပါ ပထမဆုံးအနေနဲ့ညီနောင်သုံးဖွဲ့ကတလတာတစ်ဖက်သက်အပြည့်ရတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါတယ်။အင်အားပြည့်ငလျင်ရိုက်ခဲ့မှုကြောင့်နောက်ဆက်တွဲကစေးလုပ်ငန်းတွေကိုထိထိရောက်ရောက်လှုပ်ဆောင်နိုင်ဖို့တလကြာတစ်ဖက်သက်အပြည့်ရတယ်လို့ညီနောင်မဟာမိတ်သုံးဖွဲ့ကအပိလက်တရက်နေ့ကထုတ်ပြန်ပါတယ်။ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့အပြည့်ရကာလအတွင်းမှာတိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာထိုးစစ်တွေကိုပြုလုပ်မှာမဟုတ်ဘူးလို့ဆိုထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ UNG ကလည်းငလျင်ဘေးဒဏ်သစ်ပြည်သူတွေအတွက်လူသက်ရှင်းစာနာထောက်ထားမှုလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့ထိုးစစ်တွေကိုနှစ်ပတ်ကြာရန်နာထားမှာဖြစ်တယ်လို့မက်ရှလ 2029ရက်နေ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီမောင်တို့မှာအာစာကတက်ဖြတ်စွန်ပစ်ခဲ့တဲ့ဒေသခံအမျိုးသားအယောက်လုံးလေးလုံးရှာတွေ့တဲ့တဲ့တင်ကိုတင်ဆက်ပေးရှင်ပါတယ် ရခိုင်ပြည်မောင်တို့မြို့နယ်မြဝတီကျွရနဲ့အောက်ကန်ဒီယူကျွရကြမှာရှိတဲ့မေယူတောင်ကျော်လန်းတနေရာမှာတက်ဖြက်ပြီးအလောင်းစွန်ပြင်းခံထားရတဲ့ဒေသခံအမျိုးသား၄ဦးရဲ့ရုပ်အလုံးတွေကိုခြားပွေတိရှိခဲ့တယ်လို့သိရပါတယ်။တေဆုံသွားသူတွေမှာဘုဒ္ဓတော်မြို့နယ်အိုပြိုကျွရကဥမောင်ပါလစ်စစ်တနဲ့ဂုတ်ပီကျွရကမောင်တာအေးကျော်၁၈နဲ့အောက်ကန်ဒီယူကျွရကကိုမောင်ကြီး၂၅နဲ့နဲ့မောင်တို့မြို့နယ်မြဝတီကျွရကကိုအောင်နိုင်ထွန်း၁၉နဲ့တို့ဖြစ်ကြပါတယ်။သူတို့၄ဦးမှာပြီးခဲ့တဲ့မက်လ၂၉ရက်ကမြဝတီကျွရနာရီကအောက်ကန်ဒီ ူကျေးရွာကိုပြန်လာရှင်အာစာအဖွဲ့ကတက်ဖြတ်ခဲ့တာဖြစ်တယ်လို့အောက်ကင်ဒီယူကျေးရွာသားတို့ကပြောပါတယ်ရောအလုံးလေးလောက်မှာဝမ်ပိခြေချောင်းနဲ့ခန္ဓာကိုယ်အနှဲမှာတနေတန်ရအများပြတွေးရှိရတယ်လို့လည်းအောက်ကင်ဒီယူကျေးရွာသားတွေကဆိုပါတယ်သေဆိုးသူတွေရဲ့ရောအလုံးကိုအာဟာတက်တို့အေရဲဆစ်ဆစ်ရှဲရပြည့်ခန့်ရတဲ့တနေကျင်းမှာစစ်ကောင်စီကအာစာအဖွဲ့ကိုထောက်ပံ့ပေးထားတဲ့ကာပါစာထုပ် G3 နဲ့ MA3 ကျေအမျိုးအစားဖြစ်တယ်လို့သိရပါတယ် မောင်တော်ဒေသမှာအာစာအဖွဲ့ကအရဟတက်တို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုရှုံချိုတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေတဲ့အပြင်ဒေသခံတွေမှာလည်းရှုံချိုပြစ်ခတ်ခံရမှုတွေရှိနေတဲ့အတွက်ဘူးတိတော်မောင်တော်ကဒေသခံတွေမှာစိုးရိမ်မှုတွေရှိနေကြပါတယ်မလျင်သင်းပြည်သူတွေအတွက်အကူအညီလာပေးတဲ့တရုတ်ကျဲချင်းရင်တန်းကိုစီကိုစိတ်ကောင်းစီပြစ်ခတ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်။ မြန်မာနိုင်ငံအတွင်းကငလျင်ဘဲတင်ပြည်သူတွေအတွက်ကုညီကေစရေးပေးဖို့ထောက်ပံ့ရေးပစ္စည်းတွေသေဆောင်လာတဲ့တရုံနိုင်ငံကျဲချီနေရင်တန်းကိုစီကိုစစ်ကောင်စီကစက်တင်နဲ့တွင်နဲ့ပြစ်ခတ်ခဲ့တယ်လို့တအင်းတန့် TNL ကထုတ်ပြန်ပါတယ်။မနေ့ကညာကိုနိုင်ကျော်အချိန်မှာတရုံနိုင်ငံကျဲချီနေအသင်းရဲ့ထောက်ပံ့ရေးရင်တန်းကိုစီမှာမန္တလေးမြို့ကိုခရီးဆက်ချိန်နောင်ချိုမြို့နယ်အောင်မတီးကျေးရွာအယောက်မှာစစ်ကောင်စီတပ်ကစက်လက်တင်နဲ့ပြစ်ခတ်ခဲ့တာပါ။ အဲ့ဒီရင်တန်းမှာမန္တလေးမြို့ကိုခရီးစားမဲ့အကြောင်းကိုစစ်ကောင်စီစီကိုတည်င်းပေးပို့ထားပေမဲ့လမ်းကူးလမ်းမှာအခုလိုပြစ်ခတ်ခံခဲ့ရတာလို့ဆိုပါတယ်အခုလိုရင်တန်းဟာစစ်ကောင်စီစီမှာပြစ်ခတ်ခံရတာကြောင့်နောင်ချိုကိုပြန်လည်ဆုံးခွာလာခဲ့ရပြီးတော့ရင်တန်းတွေသွားမဲ့ခရီးကိုဆက်လက်ပို့ဆောင်ပေးသွားမယ်လို့ TNL ကပြောဆိုထားပါတယ်။ တရုတ်ကျချင်းနေရင်နန်းကိုပြစ်ခတ်တားဆီးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကဝန်ခံထားပြီးတော့အဲ့ဒီကိစ္စရဲ့အဖွဲ့ဟာတရားဝင် အကြောင်းကြားတာမျိုးမရှိဘူးလို့စစ်ကောင်စီကပြောဆိုထားပါတယ်။တရင်းကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ ငလင်ကြောင့်ပြည်သူတွေဘေးဒုက္ခရောက်နေချိန်မှာစက်ကောင်စီကတင်းညံပွဲကိုအရှုံးမပေးတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။အင်အားပြည့်ငလင်ကြီးကြောင့်နိုင်ငံတော်ဝန်ပြည်သူတွေအများပြဘေးဒုက္ခရောက်နေပေမဲ့စက်ကောင်စီကတကြံပွဲကိုအရှုံးမပေးဘဲဆက်လက်ကျင်းပဖို့စီစဉ်ထားတာပါ။လက်ရှိတနိုင်ငံလုံးဝန်နဲ့ကြေကွဲနေရတဲ့ကာလဖြစ်ပေမဲ့အခုနဲ့တင်းညံရိုးရွာပွဲကိုအပျော်အပါးတီးဆိုကောက်ခုံမှုတွေမပါဝင်ဘဲရိုးရွာရင်ကျင်းမှုနဲ့အညီကျင်းပသွားမယ်လို့စက်ကောင်စီပိုင်းမီဒီယာတွေကဖော်ပြထားပါတယ်။ပြည်ထောင်တဲ့ငလင်ပင်အန္တရာယ်ကြောင့်နေပြည်တော်ကောက်စီနေမြေစကိုင်းပကိုးမကွေး ွေးမန္တလေးတိုင်းနယ်ရှမ်းပြည်နယ်တွေမှာပြည်သူထိခိုက်ဒေဆုံးမှုအသက်အိုးအိမ်တွေဆုံးရှုံးနေနိုင်မှုတွေဖြစ်ပေါ်နေပါတယ်ခင်ဗျာ6ရက်အတွင်းငလျင်ငါးဆစ်ခနဲ့ကျင်းလောက်ခဲ့ခဲ့တယ်လို့မိုးစလာပြုတ်တဲ့တင်းကိုတင်ဆက်ပေးချင်ပါတယ်မက်လ26ရက်နေ့ကနေဧပြီလ2ရက်ဒီကနေ့မနေ့ပိုင်းထိ6ရက်အတွင်းမြန်မာနိုင်ငံမှာမြင်းကလေးလှုပ်ခဲမှုပေါင်း90ခန့်ကျင်းအထိရှိတယ်လို့မိုးလေဝါဒနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ် မက်ရှလာ၂၈ရက်နေ့လ၁၂နာရီ၅၀တမနင်္ဂရရှိစတာစကေခနဒသမခနအစင်ရှိတဲ့အင်အားပြင်းကလေးရင်လောက်ခဲခဲ့ပြီးနောက်ဆက်တွဲမြင်းကလေးရင်တွေဆက်တိုက်လောက်ခဲမှုတွေရှိနေတာပါ။ ငလျင်နောက်ဆက်တွဲဖြစ်မြန်မာနိုင်ငံနေရအနှဲမှာငလျင်လောက်ခတ်မှုတွေရှိနေပြီးမက်လ26ရက်နေ့ကဆေးသုံးခြင်းမက်လ26ရက်နေ့မှာဆေးတဲ့ခြင်းမက်လ30ရက်နေ့မှာဆေးခြင်းမက်လ31ရက်နေ့မှာဆေးသုံးခြင်းဧပြီလ1ရက်နေ့မှာ9ခြင်းနဲ့ဧပြီလ2ရက်နနန်းပိုင်းမှာ3ခြင်းလောက်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီရဲ့ဧပြီလ1ရက်ထုတ်ပြန်ချက်အရမြန်မာနိုင်ငံမှာငလျင်ကြောင့်တည်ဆုသူဥယျာဉ်2919ဦးဒဏ်ရာရသူဥယျာဉ်4521ဦးနဲ့ပျောက်ဆုံးနေသူ442ဦးရှိတယ်လို့သိရပါဗျာ။ ဆက်လက်ပြီးတော့ငလင်းဘေးဒဏ်ခံရခြင်းစစ်ကောင်စီကတိုင်းနယ်ပြည်နယ်ရှိခုမှာလေကြောင်းလက်နက်ကြီးပစ်ခတ်မှုပြုလုပ်တဲ့တဲ့ငောပြောပြပေးအောင်မှာပါငလင်းလောက်ခဲ့တဲ့မတ်လ28ရက်နေ့ကနေမနေ့ကဧပြီလ1ရက်နေ့အထိမကွေးပဲခူးစကိုင်းမန္တလေးရှမ်းမြောက်ကရင်နီရခိုင်ကချင်တို့မှာစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုနဲ့အတူလေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့တာပါ စစ်ကောင်စီရဲ့လေကြောင်းပုံချင်းမှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ရဟန်းတပါအပါအဝင်အယက်သား3ယောက်သေဆုံးပြီး21ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကာနေအိမ်အပါအဝင်စာသင်ကျောင်းနဲ့ဘာသာရေးအဆောက်အုံတွေပျက်စီးသွားခဲ့ပါတယ်။စကိုင်းတိုင်းမှာရှိတဲ့အင်းတော်မြို့ကမြို့မဖုန်ကြီးကျောင်းကိုဧပြီလ1ရက်နေ့နေ့လယ်တနာရီမှာစစ်ကောင်စီကပုံချခဲ့တဲ့အတွက်ရဟန်းတပါနဲ့ပြည်သူ6ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ မက်လာ30တရားနှစ်မှာလဲကျောင်းဖြူမျိုးနေဝါနဲ့ချွင်ချေးရွာအနီးကျောင်းချထားတဲ့စေကောင်စီနေဗီကပြစ်ခတ်လိုက်တဲ့လမ်းနဲ့ကြည့်ကြေမှာဇင်ချောင်းကုံပွေချေးရွာကိုကြားရောက်ပောက်ကွဲလို့ရဟန်းတစ်ပါးနဲ့ဒေသခံတယောက်သေဆုံးပြီးတော့ခုနှစ်ယောက်တန်ရာရရှိခဲ့ပါတယ်။ ဒါအပြင်အရခတက်တော်အေးအေးထိန်းချုပ်ထားတဲ့ရခိုင်ပြည်မြောက်ဦးမြို့ကိုမတ်လ30တရက်နေ့ည8:00နာရီကျော်မှာ Jet Fighter နဲ့ Cluster Bomb အမျိုးအစားနဲ့လာရောက်ကျေချခဲ့လို့အသက်60ကျော်အရွယ်မြောက်ဦးမြို့ခံဦးအောင်ကျော်စံမှဘုံစားထိမှန်ပြီးသေဆုံးသွားခဲ့ပါတယ်။ လက်ရှိငလျင်ဘေးဒဏ်ကြောင့်ပြည်သူတရားလုံးဝမ်းနဲ့ပူဆွေးနေတဲ့အချိန်အယက်သားနေထိုင်ရာနေရာတွေကိုလေကြောင်းပစ်ခတ်မှုတွေပြုလုပ်နေတာဟာစစ်ကောင်စီရဲ့ရဆက်ရုံးမှမှုကိုပြသနေတာဖြစ်တယ်လို့ရခိုင်နိုင်ငံရဲ့သမားတွေကပြောကြားပါတယ်။ နောက်ဆုံးအနေနဲ့ပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတကာအကူအညီဒေါ်လာသန်း90မိနစ်ကိုစက်ကောင်စီရရှိထားတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။မက်ရှလ28ရက်ကလှုပ်ခတ်ခဲ့တဲ့သကိုင်းငလျင်ကြောင့်မြန်မာနိုင်ငံကူညီကစေးရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာအသုံးပြုဖို့နိုင်ငံတကာအကူအညီအမေရိကန်ဒေါ်လာသန်း90မိနစ်ကိုရရှိထားတယ်လို့ ICE မြန်မာရဲ့ April 1ရက်နေ့ထုတ်ပြန်ရှင်းမှာဖော်ပြထားပါတယ်။ကူညီပေးတဲ့နိုင်ငံ10နိုင်ငံနီးပါးရှိနေပြီးတရုတ်နိုင်ငံကယွန်းတန်း100ဥရောပသမဂ္ဂကယူရို2.5တန်းစင်ကာပူနိုင်ငံကစင်ကာပူဒေါ်လာ3သိန်းခွဲတောင် ်ကိုရီးယားနိုင်ငံကအမေရိကန်ဒေါ်လာ2သန်းနဲ့ဗြိတိန်အမေရိကန်နဲ့တခြားနိုင်ငံတွေကလည်းကူညီထောက်ပံ့မှုတွေရရှိထားတာပါမြန်မာနိုင်ငံကငလျင်ဘေးတင့်ပြည်သူတွေကိုလူသက်ရှိစာနာမှုနဲ့ကူညီကယ်ဆယ်ရေးတွေပေးရမှာတရုတ်နိုင်ငံရဲ့အကူအညီဟာအများဆုံးဖြစ်ပြီးယွန်သန်းတရာနဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်ဆေးလက်မှုဟာလည်းအများဆုံးဖြစ်တယ်လို့သိရပါတယ်ဒါအပြင် အာရှဖွံ့ဖြိုးရေးပွဲ ADB ကလည်းလူသက်ရှိစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေပံ့ပိုးဖို့အမေရိကန်ဒေါ်လာ3သန်းထောက်ပံ့ပေးသွားမယ်လို့မနေ့ကထုတ်ပြန်ထားပါတယ် နိုင်ငံတကာကအကူအညီပေးတဲ့အကူအညီထောက်ပံ့မှုတွေပေါ်စကောက်စီကနိုင်ငံရေးအမြတ်ထုတ်မှုတွေမရှိစေဖို့ထိထိရှားရှားလှုပ်ဆောင်ရမယ်လို့ Justice for Myanmar အပါအဝင်ဒေသတွင်းနဲ့နိုင်ငံတကာအရေးဖက်အဖွဲ့အစည်း265ဖွဲ့တို့ကမတ်လ30ရက်နေ့ကပူးပေါင်းထုတ်ပြန်ထားပါတယ်။ဒီကနေ့သတင်းအသံထောက်လွှင့်တဲ့အစီအစဉ်ကိုတလောင်းနဲ့ပဲရန်နာလိုက်ပါတယ်။ ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်း669639 633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။ နောက်ဆုံးတောင်းဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။